်းပါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်နေပြည်တော်မှာမြင့်ဆွေအလောင်းဖြတ်တမ်းမဲ့စင်သေးချောင်းတရားကနေတဲ့ရီပေးမြောင်းအထိလမ်းဘေးဝဲရတလျှောက်ပြည်သူ၃00ကျော်ကြိုးစုံနှုတ်ဆက်ရမယ်ဆိုပြီးစစ်တပ်ကကြေးရအုပ်စုတစုကို လူ40ဦးတင့်ခေါ်ထားပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နန်းလေကျေးရွာ နာယီခန္ဓာကိုအကြမ်းဖက်စစ်တပ်ကအသေးခံ drone jet fighter တွေနဲ့တိုက်ခိုက်တာကြောင့်ပြည်သူ၁၀ဦးသေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းအပအဝင်နှိမ့်လေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာအကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံမြင့်ဆွေအလောင်း ဖြတ်တမ်းမဲ့စင်သေးချောင်းတရားကနေဆယ်ရီပေးမြောင်းအထိ လမ်းဘေးဝဲရတလျှောက်မှာပြည်သူ3000ကျော်ကကြိုးစုံနှုတ်ဆက်ရမယ်ဆိုပြီးစစ်တပ်ကကြေးရွာအုပ်စုတစုကို လူ40ဦးဆင့်ခေါ်ထားတယ်လို့ဒေသပြည်သူတွေကပြောပါတယ်။ဒီနေ့မြစ်ဆွေအလောင်းကိုပို့မှဖြစ်ပြီးအဲလိုပို့ဆောင်ချိန်မှာနေပြီးတော့အတွင်းမှာရှိတဲ့ပုပ္ပတိရိ၊စပြူတိရိ၊ဩဒရတိရိ၊ဇေယတိရိနဲ့တက္ခိနတိရိမြို့နယ်တွေမှာရှိတဲ့ကြေးရွာအုပ်စုတစုကို ပြည်သူ40ဦးလာရောက်ဖို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစင့်ခေါ်တယ်လို့သိရပါတယ်။ဒါအပြင်မြစ်ဆွေအာသူဘဖြတ်တမ်းမဲ့အမတ်နဲ့စစ်စေးုံကနေစစ်သင်းချိုင်းကိုလမ်းမေးဝဲရတလျှောက်မှာမနေ့ကတည်းကပြည်သူတွေကို စင့်ခေါ်ပြီးခြုံရွယ်တွေကို ရှင်းလင်းခိုင်းတာအမြင်မတော်တဲ့ဆိုင်ကန်းတွေတဲတွေကိုဖြိုဖျက်ခိုင်းတာတွေကိုလည်းစစ်တပ်ကလှုပ်ဆောင်ခဲ့ပါတယ်။နေပြီးတော့အတွင်းမှာရှိတဲ့ပရိုက်တာအဖွဲ့တွေနဲ့ ကြက်ချင်းဒီအဖွဲတွေကိုလည်းဒီနေ့မြင့်ဆွေနာရီကိုဆင့်ခေါ်ထားပြီးကြိုဆိုရေးလှုပ်ကြမဲ့ပြည်သူတွေနဲ့နန်းစီဒီယဝန်ထမ်းတွေရဲ့ကျမ်းမာရေးအတွက်စစ်တပ်ကလိုက်ပါစောက်ရှောက်ခိုင်းနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ9ရက်နေ့မှာတေဆုံးခဲ့တဲ့မြင့်ဆွေကိုဒီနေ့ဩဂတ်လ17ရက်နေ့နေ့လယ်ပိုင်းမှာတော့ပို့ဆောင်ကြကြိုမှာပါရှင်။အကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြု ယာယီသမရမြင့်ဆွေနာယီကိုစီကားအောင်အတင်းစွလုပ်စီစဉ်နေပေမဲ့တဖက်ကတော်လန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသကနာယီအခမ်းအနားကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်နေပါတယ်။ဒါကတော့မန္တလေးတိုင်းတပေချင်းမြို့နယ်လမ်းလေကြီးကြီးရွာနာယီအခမ်းအနားကို အကြမ်းဖက်စစ်တပ်ကအသေးကန်ဒရုန်း Jet Fighter တွေနဲ့တိုက်ခိုက်တာကြောင့် ပြည်သူ၁၁ဦးသေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကရန်ကုန်ခေတ်စ်ကို ပြောပါရယ်။ဩဂတ်စ်လ၈ရက်မနက်၈နာရီခန့်ကတပိတ်ချင်းမြို့နယ်လမ်းလေကြီးကြီးရွာမှာရှိတဲ့နေအိမ်တအိမ်မှာနာရီရက်လေအခမ်းအနားပြုလုပ်နေချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကအသေးခံ drone တစ်စီးနဲ့ ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ12ဦးသေဆုံးပြီး40ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုလိုအသေးခံဒရုန်းနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာမနက်၈နာရီခွဲကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့တတဦးလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ပေါင်900ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်6လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။လမ်းလေကြည်ကြီးွာတိုက်ပွဲတွေဖြစ်နေတဲ့ခုနမကြီးွာတောင်ဘက်နဲ့ နှစ်မိုင်နီးပါးအကွာအဝေးရှိပြီးအင်ဂျင်200ကျော်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားကလေချောင်း drone လက်နက်ကြီးတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့စိတ်ရင်းအသည့်တတိရှိစွာနဲ့နေထိုင် ပေးကြဖို့နဲ့လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာကျင့်သုံးပေးကြဖို့တိုက်တွန်းထားပါတယ်ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့မန္တလေးတိုင်းတောင်တာမြို့နယ်နဲ့မလိုင်မြို့နယ်မှာရှိတဲ့ကြေးရွာတွေကို အကြမ်းဖက်စစ်တပ်ကစက်တက်လေဒီနဲ့နှစ်ရက်တာအတွင်းစက်တက်ချင်းဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေထွက်ပြေးသိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကဩဂတ်လ10ရက်နေ့မှာမိထီလာ လေတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စက်တက်လေဒီ၄စီးက တောင်တာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုမနက်6:53မိနစ်ကနေစပြီးခုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်တာ ရှိမရှိကိုတော့အတည်ပြုနိုင်တာမရှိသေးပဲလက်ရှိချိန်မှာကြေးရွာပြည်သူတွေကဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုပဲ August 10ရက်နေ့ကလည်းမလိုင်မြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုလည်း မိထီလာလေတက်ကနေတက်လာတဲ့အကျမ်းဘတ်စစ်တပ်ရဲ့စစ်တပ်လေဒီတွေကမနက်တနာရီ16မိနစ်ကနေစပြီး၄ချိန်ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာဆက်လက်နက်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းဘက်မှာတော့ပဲခူးတိုင်းမှာရှိတဲ့တော်လာရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးကတနက်နလက် သိသိရရှိခဲ့တယ်လို့အမတ်နဲ့စစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါတယ်။ဩဂတ်စ၈ရက်နေ့မှာတော်လန်ရေးတပ်ဖွဲ့တွေစိုးမိုးနယ်မြေအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကို KNL တပ်ရင်းရှိအမတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနပြူဝ24ငကနီတပ်ရင်းနဲ့အမတ်3933တရင်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ပြီး ဒီထိတွေ့တိုက်ပွဲနှစ်နာရီဝင်းကျင်ခန့်ကြာမြင့်ခဲ့ကအကြမ်းဖက်စစ်တပ်ဘက်က၃ဦးသေဆုံးပြီးစစ်နက်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကစစ်တပ်ဘက်က အထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ဒါအပြင်အကြမ်းဖက်စစ်သားတွေကင်ဆောင်ထားတဲ့လက်နက်ငယ်နှစ်လက်နဲ့ခဲယမ်းတွေအပါအဝင်စစ်အုံဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ မကွေးတိုင်းရေစကြိုမြို့နယ်မှာရှိတဲ့ကြေးရွာနှရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်စက်တက်လေဒီလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာကြောင့်ကလေးငယ်တအူးအပါဝင်ပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ရေစကြိုတောင်ရှိ info committee ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ပြီးခဲ့တဲ့ August 6ရက်နေ့မနက်ပိုင်းကနေစပြီးရေစကြိုမြို့နယ်မှာရှိတဲ့တအူးရွာနဲ့ ကျက်စုချင်းရွာတကူအကြမ်းဖက်စစ်တပ်ကလေရင်စစ်တပ်လေဒီလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းအသက်10နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ9ဦးသေဆုံးပြီးတတော်များများလည်းထိခိုက်ဒဏ်ရာရရှိကာနေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့ပါတယ်။အခုလိုပဲဩဂုတ်လ၄ရက်နေ့ကလေရေစကြိုမြို့စီပင်ပန်းချံမှာအထိုင်ကျတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က ဟာဝစ်စာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ကြီးစားထီမန်ကဖြုံမှုကြီးရွာကအသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုင်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တာကြောင့်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့ People's Defense Force ရေနံချောင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ ဩဂုတ်လ6ရက်နေ့မနက်9:00နာရီကဂွေကုံဝက်ချုပ်ကျေးရွာချင်းဆက်နေတဲ့လမ်းကနေတဆင့်စစ်သားအင်အားတရာခန့်ကကုန်းဝိုင်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာချင်းကျေးရွာအနီးအရောက်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေကတိုက်မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာလို့သိရပါတယ်ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား3ဦးနေရာမှာတွင် ပွဲချင်းပြီးတိုက်ဆုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်တပ်စစ်ကြောင်းကကုန်းဝိုင်ကြီးရွာကိုဝင်ရောက်မှွေနောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကို သိမ်းယူသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကအဲ့ဒီနေ့ည9နာရီခန့်မှာဂွေးကုန်းကြီးရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကို People's Defense Force ရင်းနှီးကြောင်း YNGPDF ရင်းနှီးတာကော်လံတမမြင် Special ကော်လံနဲ့အင်းတော်တိုက်နယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မော်တောင်ဒေသကိုရိတ်ခါနဲ့ခဲယမ်းတွေလာရောက်ပို့ဆောင်တဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၅ဦးသေဆုံးပြီးကာနစီပျက်စီးခဲ့တယ်လို့ KNU ဘိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ၉ရက်နေ့ကတနင်္သာရီမြို့နယ်တိန်ခွန်းကြီးရွာနဲ့ ချောင်းနှပေါက်ရွာအကြားမှာမော်တောင်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်လာတဲ့ရိတ်ခါနဲ့လက်နက်ခဲယမ်းတွေလာရောက်ပို့ဆောင်တဲ့စစ်တပ်ရင်တန်းကို KNL ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း၁၁နဲ့တော်လန်ရေးပူပေါင်းတပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်က9ဦးသေဆုံးက10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထောက်ပို့ကားနှစ်စီးလည်းပျက်စီးခဲ့တဲ့အပြင် တိုက်ပွဲအတွင်းသိမ်းမောက်သွားတဲ့ထောက်ပို့ကားပေါ်ကနေပျက်စီးနေတဲ့ကာမီကာစေအသေးကန် drone နှစ်စီးအပါအဝင်လက်နက်ငယ်အချို့သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်တရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။